Thank you. ဝါရစာအခန်းကြီး2အခန်းငယ်အခန်းငယ်20မှ22အဘေတို့နီဟုမူကားတမန်တို့ဒေါ်ရုမစာ၍ပရောဖက်များသည်ဟူသော တိုက်မြစ်အပေါ်၌သင်တို့သည်ထက်ဆင်း၍တိဆောက်လျက်ရှိကြ၏ထိုတိုက်တောင်းအမြင့်ကြောက်ကယေရှုခရစ်ဖြစ်သည်ထိုကြောင့်နှင့်တိုက်လုံးသည် ဆေဆဲ၍ကြီးပွားသဖြင့်သခင်ဖျားအဖို့အလို့ငါတန့်ရှင်းသောဗိမာန်တော်ဖြစ်၏ထိုဗိမာန်တော်၌လည်းဖျားသခင်သည်ဝိညာဉ်တော်အားဖြင့်ကျင်းဝတ်တော်မူခြင်းအလို့ငါတင်တို့သည်ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏အင်္ဂလိပ်လိုဆက်ဖတ်ပါမယ် Ephesians chapter 2 verses 20 through 22 Together we are his house built on the foundation of the apostles and the prophets. And the cornerstone is Christ Jesus him, Himself. We are carefully joined together in Him, becoming a holy temple for the Lord. Through Him, you Gentiles are also being made part of this dwelling where God lives by His Spirit. Hello, my name is အထွေဖြစ်တကယ်တော့ဒီနေ့မှာနှုတ်ဘတော်ဝေင့မှာသိခတော်ရဆရာလက်ထုဖြစ်ပါတယ်သို့တော်လည်းပဲဖျားခင်ကျွန်တော်ဘလို့တာဝန်လွှဲလိုက်လည်းမသိတော့ကျွန်တော်လည်းဝမ်းမြဝမ်းသာစွာပါနှစ်30 celebration ရှိတယ်ဆိုတော့ကျွန်တော်မသိပါဘူးဒါပေမဲ့လမ်းမလာရတဲ့ဒီ celebration ရှိတယ်ဆိုတာသိတော့ရောက်ချင်လာချင်တယ်လို့လို့ပဲ ဒါပေမဲ့ခီးစင်လာရမလားမလားရဘူးလားမသိတော့လေဖျားခင်ဒီနေ့တော့ပို့ဆောင်လဲပေါ့နော်ဒါကြောင့်အထူးပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ဆိုတဲ့အကြောင်းဖျားခင်လည်းဒီခြေဆုကိုပေးတဲ့အတွက်ခြေဆုတင်တယ်လို့ဖျားခင်ပြောချင်ပါတယ်တခေရှုပြောတဲ့စကားတခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့မြေခွေး၌တွင်းရှိဤငှက်မှလည်း အတိုက်ရှိရှေ့မဆက်တော့နော်ကျွန်တော်ဆက်ချင်တဲ့စကလုံးကလူများမှလည်းလူသားမဟုတ်နော်လူများမှလည်းနေစရာအိမ်ရှိဟုတ်သလားအဩဇာကောင်းနေနော်ခန္ဓာကိုယ်ကိုနားနေဘို့အတွက် နေရာပြားခင်ပြင်ဆင်ထားတယ်ကျွန်တော်က အခုဆက်ဆက်ချင်းကိုကိုကိုနည်းနည်းစဉ်းစားကြည့်အောင်ဓမ္မတော့ထိုင်လူကတော့ထိုင်တာပဲစိတ်ထဲမှာ homeless တယောက်အနေနဲ့နည်းနည်းနေကြည့်ပါအိမ်မရှိရာမရှိလမ်းပေးမှာအင်မတန်အေးတဲ့ညတွေမှာချမ်းတုံလို့ခြုံစရာမရှိ ဘိုက်ဆိုင်လဲစားစရာမရှိတဲ့ဒုက္ခရောက်နေတဲ့ homeless ကျွန်တော်အဲ့ဒီအချိန်မှာတယောက်တော့သူကကျွန်တော်စီရောက်လာပြီးတော့ခဏလေးသူနဲ့အတူလိုက်ခဲ့ပါဆိုပြီးတော့ခေါ်သွားတယ်ကျွန်တော်လည်းပါသွားတယ် ရောက်သွားတဲ့နေရာကနန်းတော်ကြီးလို့ပဲရောက်လဲရောက်ရောအနှွေးထယ်တွေခြုံပေးတယ်အစားအသောက်တွေချပေးတယ်ပြီးတော့ပြောလဲဆိုတော့ဒီအိမ်မှာမင်းနေရမယ်လို့ကျွန်တော်ကပြောတယ်ဝန်သားကြမကောင်းဘူးလားကျွန်တော်တို့ဘဝကအဲ့ဒီကစဘာမှမရှိရာကစ နော်ဒါကြောင့်ကျွန်တော်ကဒီနေ့အသင်းတော်လို့ပြောလိုက်တာ ਨੇ အသင်းတော်ဟာကျွန်တော်တို့ရဲ့ homeless ဖြစ်နေတဲ့ဝိညာဉ်စီရပြီးတော့ပျက်စီးတော်မဲ့ဆဲဆဲမှာသခင်ယေရှုကကျွန်တော်တို့ရဲ့ဝိညာဉ်ကိုလမ်းပြပြီးတော့သူ့ရဲ့အိမ်တော်ကိုဆောင်ခဲ့ပြီးတော့ အသင်းတော်ဆိုတဲ့နေရာမှာနေရာလာချပေးတာဒီအတွက်ကျွန်တော်တို့ဖြစ် homeless ဘဝကအမတန်ကောင်းမွန်သင့်တော်လျော်ကန်တဲ့ကျွန်တော်နဲ့မထိုက်တန်ပေမဲ့လို့ဖခင်ကျွန်တော်ကိုဒီအိမ်တော်မှာနေရာချတဲ့အတွက်ကျွန်တော်ဝမ်းမမြောက်ပဲမနေနိုင်ပါဘူးဒီနေ့ကအဲ့ဒီအခြေအနေပါ ကျွန်တော်တို့အလုံးယုံကြည်သူတွေဖြစ်လာတဲ့အခါဘုရားခင်ယေရှုတော်ဟာကျွန်တော်တို့ကိုအသင်းတော်စီကိုခေါ်ဆောင်လာခြင်းဘယ်လောက်ကြီးမြတ်တဲ့ကောင်းကြီးမင်္ဂလာလဲဆိုတာဒီနေ့ရှင်းခြင်းနှလုံးသွင်းဖို့ဖြစ်ပါတယ်ကျွန်တော်တို့အသင်းတော်လို့ပြောတဲ့အခါအသင်းတော်လွယ်လွယ်နဲ့စပြီးတော့တည်ခဲ့တာမဟုတ်ပါဘူး အသင်းတော်ဆိုတာအခက်ခဲအမျိုးမျိုးကြားတဲ့ကတည်တန့်ခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်အစပြုရာကတော့သခင်ယေရှုပဲဖြစ်တယ်သခင်ယေရှုကိုတော်တိုင်ကတော့ဖြစ်ရင်အငင်းစဲခံရတယ်ရိုက်ပုတ်ခြင်းခံရတယ်ဇရွေးနဲ့တွေးခြင်းခံရတယ်ချိန်နဲ့ချိန်အာ ချိန်နဲ့ရိုက်တယ်ခေါင်းပေါ်မှာစူးတော့စောင်းတယ်နောက်ဆုံးလက်ဝါးကားတယ်ပေါ်တင်ချင်းခံရပြီးတော့မှအသေးတတ်ချင်းခံရပြီးတော့မှဒီအသင်းတော်ပေါ်လာတာဖြစ်တယ်ဒီသခင်ယေရှုရဲ့အသေးတတ်ချင်းခံတဲ့အပေါ်မှာအခြေခံပြီးတော့မှအသင်းတော်တဲလာတာဖြစ်ပါတယ် သခင်ယေရှုသာကောင်းကင်ဘုံပြန်တက်သွားတယ်။ကြံခဲ့တဲ့တမန်တော်လက်တဆုပ်စာလောက်ရှိတယ်။တမန်တော်တွေကပြန်ပြီးတော့စုစည်းပြီးတော့မှဒီတမန်တော်တွေအဖြစ်အသင်းတော်ဟာစတင်ပြီးတော့အညောင်လေးထွက်လာတယ်လို့ပေါ်ပေါက်လာ။ပေါ်ပေါက်ရာကနေမှတခါတဲ့ဒီအသင်းတော်ကိုညှင်းဆဲခြင်းအမျိုးမျိုးနဲ့နောက်ဆုံး persecution တွေပေါ့နော်အဲအတင်းတော့ညှဉ်းဆဲခြင်းအမျိုးမျိုးတပည့်တော်တွေအမျိုးမျိုးတပ်ဖြတ်ခြင်းခံရတယ်ရှင်နေစာကြွေးကံရတယ်လှောင်းနဲ့အပိုင်ပိုင်ဖြတ်ခြင်းခံရတယ်လက်ဝါးကားတိုင်းတွေပေါ်မှာလှုပ်ပြီးတော့မှမိရှုခြင်းခံရတယ်အမျိုးမျိုးသောညှဉ်းဆဲဒုက္ခတွေခံရသည်တဲ့အောင်အတင်းတော့ပျောက်ပြစ်ပြီးတော့မသွားပဲနဲ့အတင်းတော့တီတက်ပြီးတော့ရှိလာတာဒီနေ့ဆိုရင်ကဘာပေါ်မှာအတင်းတော့ပေါ့မြောက်များစွာမရင်မတွက်နိုင်လောက်ပေါ့ပေါက်လာတယ် ဒါပဲသောအခါမှအသင်းတော်ကိုဖျောက်ဖျက်လို့မရဘူးဆိုတဲ့သက်သေဖြစ်ပါတယ်။ဒါကြောင့်အသင်းတော်ရဲ့သမိုင်းကို ပြန်လည်လေ့လာတိုင်းကျွန်တော်တို့အသင်းတော်ဟာအင်မတန်အာနဲ့ပြည့်တဲ့အသင်းတော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အင်မတန်ဘုံတကိုကြီးမာတဲ့သခင်ယေရှုကိုတော်တိုင်တည်ထောင်ခဲ့တဲ့အသင်းတော်ဖြစ်တဲ့အပြင်ဒီသခင်ယေရှုကအသင်းတော်နဲ့စင်စက်မပြတ်အမြဲပဲရှိနေတဲ့အတွေ့ဒါတွေမကောက်ကျမ်းစာပြောတာတော့အသင်းတော်ဟာဘာနဲ့တရံတူလဲဆိုတော့သခင်ယေရှုရဲ့ the body of christ ခင်ရှုရဲ့ခန္ဓာကိုယ်တော်ဖြစ်တယ်။ဥကောင်းတည်းဟူသောသခင်ယေရှုရဲ့ခန္ဓာကိုယ်ဟာအသင်းတော်ဖြစ်တယ်။စဉ်းစားကြည့်ပေါ့ဒီဥကောင်းမသေးတွေ့ဒီခန္ဓာကိုယ်မသေးနိုင်ဘူး။ဒီဥကောင်းမပြတ်စည်းနိုင်တွေ့ခန္ဓာကိုယ်မပြတ်စည်းရဘူး။ဒါဟာအသင်းတော်ရဲ့ထူးခြားတဲ့လက္ခဏာလက္ခဏာတွေဖြစ်ပါတယ်။ဒီတော့ဒီလောက်ကြီးမြတ်တဲ့အသင်းတော်မှာဒီနေ့ကျွန်တော်တို့ပါဝင်ရတယ်လေ။ မဟုတ်ဘူးလားကျွန်တော်တို့ဒီလိုပါဝင်နေရတာဒါအမှန်ကုံယူစရာကောင်းတယ်အမှန်တအားရစရာကောင်းတယ်ကျွန်တော်တို့အသင်းတော်ကဟိုအများကြီးပျော်နေရမယ်မဟုတ်ဘူးအသင်းတော်ကဒုက္ခအမျိုးမျိုးခံရအောင်မှခံခံခဲ့ရတယ်ပေါ့နော်နောက်အခုလည်းခံခံကောင်းခံနေရအောင်မှပဲနောက်လည်းခံရအောင်မှပါပဲနော်ကျွန်တော်တို့ကမ္ဘာတစ်ဝန်းလုံးမှာကြည့်လိုက်ရင် persecute အလုပ်ခံရတဲ့အသင်းတော်တွေအများကြီးရှိတယ် ယုံကြည်ခြင်းကြောင့်အသေးသက်ချင်းခံရတဲ့ဖန်ဆီးခြင်းခံရတဲ့လူတွေအများကြီးရှိတယ်။ဒါမဲ့လို့ဒါကြောင့်နဲ့အသင်းတော်ပျောက်မသွားဘူး။အသင်းတော်ဟာဘယ်လိုပဲဖြစ်ဖြစ်အညောက်ထွက်လာတဲ့အညောက်ကိုဓာတ်နဲ့ပိုင်းလိုက်နောက်ထပ်ထွက်လာဦးမှာပဲ။ဘာဖြစ်လဲဆိုတော့ the body of christ ဖြစ်တယ်။ the the head is jesus christ. the body is the church. အဲ့တော့ ဥကောင်းဖြစ်တော်မူသော သခင်ယေရှုရဲ့လမ်းပြမှုအရေးအောက်မှာသွားနေတဲ့ရှင်းတန်နေတဲ့တီထောင်ထားတဲ့အသင်းတော်ဘယ်တော့မှမပြောက်ပြတ်သွားဘူးဒီအသင်းတော်အမြဲပဲရှိနေမှာပဲဒီတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်စဉ်းစားတယ်အော်လို့ဒီခေတ်ဒီခါမှာအသင်းတော်အနေနဲ့ရပ်တည်ဖို့တော်တော်ခဲယဉ်နေတော့ဒီလိုပြောတော့တော်တော်ခဲယဉ်နေဆိုတော့ဘယ်လိုလုပ်ခဲယဉ်မလဲ အမေရိကန်ပြည်မှာရှိတဲ့တချို့အသင်းတော်တွေဟာလူပေါင်းထောင်နဲ့သောင်းနဲ့ချီပြီးတော့ဖះကြောင်တက်နေတယ်လေနော်တခြားမထင်နဲ့နော်ကျွန်တော်တို့လူများတိုင်းအဲ့ဒီဟာအသင်းတော်လို့မထင်ပါနဲ့အသင်းတော်ဆိုတာယုံကြည်သောသူများရဲ့စုဝေးရာ အရာအသင်းတော်ဖြစ်တယ်ဒါကြောင့်တချို့ကယုံကြည်သူတွေမဟုတ်ဘူး မေရကစစ်ကြည့်ဖို့သွားတဲ့လူတွေ entertainment ယူဖို့တီးချင်းတွေနားထောင်ပြီးတော့တခါတည်းအမှမြုပ်ပါပြီးတော့ feeling တွေရယူဖို့သွားတက်နေတဲ့လူတွေဟာယုံကြည်ခြင်းကင်းမဲ့နေရင်အဲ့ဒါအသင်းတော်မဟုတ်ဘူးအသင်းတော်ဆိုတာယုံကြည်သောသူကိုအခြေပြုပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ကလူဥယျာဉ်နဲ့စကားပြောလို့မရဘူး အသင်းတော်ဟာလူဥယျာဉ်နဲလဲအသင်းတော်ပဲမြင်ရလဲအသင်းတော်ပဲဒါပေမဲ့လို့သူ့ရဲ့ qualification ကဘာလဲဆိုတော့ယုံကြည်သောသူများအတူတကွသခင်ယေရှုရဲ့နာမတော်၌ယက်တီမယ်သင်အောင်ဆရာပေါ်မှာယက်တီတာမဟုတ်ဘူးတရားဟောကောင်းတဲ့ပုံမှာယက်တည်နေတာမဟုတ်ဘူးအစီအစဉ်တွေကောင်းလို့ယက်တည်နေတာမဟုတ်ဘူးမီရကယ်သွားပြီးတော့ကြည့်ဖို့ယက်တည်နေတာမဟုတ်ဘူးချမ်းသာဖို့ သွားပြီးတော့ခံယူနေတာမဟုတ်ဘူးအသင်းတော်ဟာချမ်းသာဖို့ခံယူတဲ့နေရာမဟုတ်ဘူးဆရာတပည့်ပြောပါတယ်ဒါသူပြောတာတော့နည်းနည်းလေး50-50ပေါ့ဗျာလက်ခံနိုင်တာရှိတယ်လက်မခံနိုင်တာရှိသူပြောတဲ့စကားတော့ဒီလိုပါအသင်းတော်ဆိုတာတဲ့ဆေးယုံမဟုတ်ဘူးတဲ့နော်ဖြားနာတော့သွားကုဖို့အတွက် အသင်းတော်ကြည်ထားတာမဟုတ်ဘူးတဲ့နော်ဒါဟာကျွန်တော်တို့သခင်ရှုပြောတဲ့စကားပေါ့နော်အသင်းတို့ဒီဒုက္ခဆင်းရဲခံရမယ်ဆိုတဲ့သဘောရှိတယ်ဒုက္ခဆင်းရဲမခံရတဲ့ဘယ်နဲ့ခရိယံဖြစ်ချင်လို့မရဘူးဆိုတဲ့သဘောဒုက္ခဆင်းရဲမရှိဘဲနဲ့လူလာဖြစ်လို့မရဘူးလူမှန်ရင်ဒုက္ခဆင်းရဲတွေ့ကိုတွေ့ရဒါမဲ့ခရစ်တော်ကိုယုံကြည်သောသူကဒီဒုက္ခဆင်းကနေပြီးတော့လွန်မြောက်ရသောခွင့်အောင်မြင်ရသောခွင့်ကိုရမှာတဲ့ဆိုတော့ဒါကြောင့်မို့လို့ ဒီနေ့အသင်းတော်ဟာအရေးအကြီးဆုံးကတော့ဗာလဲဆိုတော့သခင်ယေရှုခရစ်ကိုစစ်စစ်ကြည့်ပြီးတော့သခင်ယေရှုရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးကြောတွေပေါ်မှာဒီသခင်ယေရှုဥကောင်းတည်ဟူသောသခင်ယေရှုရဲ့စင်စားခြင်းကြံစီခြင်းအလုံးစုံကိုဖော်ဆောင်မဲ့ ကိုယ်လက်အင်္ဂါလက္ခဏာများအဖြစ်အသင်းတော်ဟာယက်တီနိုင်နေသမျှဘယ်သောအခါမှအသင်းတော်ဟာပျောက်ပြတ်မသွားနိုင်ဘူးဒီနေ့ခက်ကလာကိုကြည့်လို့ရှိရင်အသင်းတော်ဟာအင်မတန်မှပိုသတိထားစရာတွေရှိလာတယ်နံပါတ်1ကျွန်တော်တို့ကိုအများဆုံးတိုက်လှန်တဲ့အရာကတော့ဘာလဲဆိုတော့ materialism เนาะที่ยุคปိုင်းสัญญาเนี่ยปัดแต่ลุญัตสิเนี่ยจิตไลน์และตบอจะเรน้าเนี่ยน้าตองและตบอจะเรอ่าอ่าชาเนี่ยโตไลน์และไจ้เตอ่าเล่นเนี่ยทีไลน์และไจ้เตဆိုတော့ยุคปိုင်းสัญญาရဲ့လွှမ်းမိုးပြီးတော့ကျွန်တော်တို့ကိုဆွဲဆောင်မှုတဲ့အရာများတဲ့ခေတ်ကာလဖြစ်တယ်ဒီကြားထဲမှာအသိတော်ကယက်တည်နေရာ အသင်းတော်ကရုပ်ပိုင်းဆိုင်ရာထက်ဝိညာဉ်ပိုင်းဆိုင်ရာကိုဦးစားပေးတယ်။ဝိညာဉ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဆန့်ကျင်ပဲဖြစ်တယ်။ဒါကြောင့်မို့လို့အသင်းတော်ဝင်တယောက်ဖြစ်လာဖို့သခင်ယေရှုနောက်ကိုလိုက်တော်သူဖြစ်ရမယ်။သခင်ယေရှုနောက်ကိုလိုက်ရင်သခင်ယေရှုပြောတယ်။ဘာဖြစ်လဲမိမိကိုယ်ကိုငင်းပယ်ရမယ်။ ကျွန်တော်တို့ရဲ့ desire တွေကျွန်တော်တို့ရဲ့လိုချင်တတ်မဲ့မှုတွေကျွန်တော်တို့ရဲ့ခံစားမှုတွေကိုညှင်းပယ် and then ကိုလက်ဝါကားတယ်ကိုကိုထမ်း၍နောက်ကိုလိုက်ရမယ်လို့ပြောတယ်အဲ့ဒီအဖြစ်မျိုး မရောက်မချင်းကျွန်တော်တို့ကခရစ်တော်ရဲ့နောက်လိုက်အသင်းသားမဖြစ်နိုင်ဘူးဒါအသင်းသားတွေရဲ့ဖြစ်ကိုဖြစ်ရမယ့်အရာက deny yourself then take the cross and follow me ဒါပဲနော်သခင်ယေရှုကစောစောကကျွန်တော်ပြောတဲ့မြေခွေး၌တွင်ရှိငှက်မှလည်းအသက်ရှိလူသားမူကလူသားမူကဆိုတာသခင်ယေရှုကသူ့ကိုယ်သူပြောတယ်နော်လူသားမူကခေါင်းချစရာနေရာမရှိဘူး ဒီလိုပြောလိုက်တော့သခင်ယေရှုကခေါင်းချဖို့နေရာတော့မရှိဘူးလားဆိုတာအဲ့ဒါမဟုတ်ဘူးသခင်ယေရှုပြောချင်တာကတော့ to follow me you got to pay the price ဟမ်ဘာပြရမလဲဘာမှမရှိလဲနောက်နောက်ကိုလိုက်မယ်ဆိုတဲ့အဲ့ဒီသဘောလိုချင်တယ်နော်မချမ်းသာလဲကိုရောနောက်လိုက်မယ်နော်မချမ်းမှလဲကိုရောနောက်လိုက် မပျော်ရွှင်လဲကိုတော့နောက်လိုက်ကိုတော့နောက်ကိုပါပဲပြပြလိုက်မယ်ဆိုရဲအဲ့ဒီအဖို့အခါကိုကျွန်တော်ပေးသောသူဟာကိုတော့နောက်တော်လိုက်ဖြစ်တယ်အဲ့ဒီနောက်တော်လိုက်တဲ့ရဲ့စုယုံရကိုတော်ကိုအခြေခံပြီးတော့ယုံကြည်ချက်ထားရှိပြီးတော့အသက်ရှင်တဲ့လူစုဟာအသင်းတော်ဖြစ်တယ်ဆိုတော့ဒီလူစုကဘာလို့လဲလို့ပြောလို့ရှိရင်ဒီမှာဝတ်ပြုနေတဲ့လူဟာအဲ့ဒီလူစုဖြစ်ရတယ် ကျွန်တော်တို့ယော့ပါနေရင်အသင်းတော်ယော့ပါသွားတယ်ကျွန်တော်တို့ပို့ပြီးတော့ဆက်ကပ်မယ်ပို့ပြီးတော့နောက်တော့ကိုလိုက်တက်လူ ပြက်အောင်ကျွန်တော်တို့စူးစမ်းမယ်ဆိုရင်ဒီအသင်းတော်တက်လာဒါပဲဆိုတော့ဒီနေ့နှစ်ပေါင်း30နှစ်ပေါင်း30ဆိုတော့ဒီနေ့ကျွန်တော်တို့ကဝန်တာတယ်ချီးမွမ်းတယ်ချီးမွမ်းနေရုံနဲ့တော့မပြီးဘူးပေါ့ဟုတ်တော့လား ဒါပေမဲ့လို့ချီးမွမ်းရင်းတဲ့ကျေးဇူးတော်ကိုမြင်တွေ့ရင်အဲ့ဒီကျေးဇူးတော်ကိုကျွန်တော်တို့ကကျေးဇူးတင်ကြောင်းကိုကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာနဲ့ကျွန်တော်အသက်ရှင်နိုင်မယ်ဆိုရင်တော့ဒီချီးမွမ်းခြင်းဟာဘုရားခင်နှစ်သက်တဲ့ရစ်ဖြစ်ပါလိမ့်မယ်နော်ဘုရားခင်နှစ်သက်တဲ့ရစ်ကဒါပဲကျွန်တော်တို့ရဲ့တည်ခြင်းဆိုတော့ဘုရားခင်ဒါနဲ့ပြီးတာမဟုတ်ဘူးကျွန်တော်တို့ဒီနှလုံးသားကိုကိုတော်ကကြည့်တယ် ကျွန်တော်နှလုံးသားဟာခရစ်တော်ရဲ့နှလုံးသားနဲ့နည်းနည်းနီးစပ်နေပြီလားတူနေပြီလားအဲ့ဒါဆိုရင်ဘုရားခင်ကကျွန်တော်တို့နှုတ်ကထွက်တဲ့အရာအလုံးလက်ခံတာဆုတောင်းတာတော့မတောင်းချင်တိုင်းတောင်းလို့မရဘူးပြောတော့ပြောပါတယ်တောင်းကြတော့ဘာဖြစ်လဲတောင်းရင်ရမယ်လို့ပြောတယ်ဒါပေမဲ့လို့ဆုတောင်းခြင်းအကြောင်းပြန်လေ့လာတဲ့အခါဘာပြောလဲဘုရားခင်အလိုတော်ကို ဆောင်းတော်သူရဲ့ဆုတောင်းခြင်းသာလင်ဖျားခင်နားညောင်းတယ်လို့ပြောတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့အသင်းတော်ထဲမှာပါဝင်တဲ့ကာလကျွန်တော်တို့ကိုကျွန်တော်တို့ပြန်လဲဆန်းစစ်ရအောင်နော်။ကျွန်တော်တို့ဟာဒီဖျားသခင်ရဲ့ဥကောင်းတော်ဖြစ်ရည်တည်နေတဲ့ကိုခန္ဓာတော်အဖြစ်နဲ့ကျွန်တော်တို့တကယ်ပဲကျွန်တော်တို့ကိုကျွန်တော်တို့တီရှိနေဖို့ ကျွန်တို့ပြင်ဆင်ထားပြီလားလို့ဒီယေရှုတော်ကိုချီးမွမ်းတဲ့အချိန်မှာပြန်လည်သုံးသပ်စေချင်ပါတယ်ဒီအသင်းတော်ဟာ to represent Jesus Christ ကျွန်တော်တို့ခရစ်တော်အသေးစားလေးတွေပဲအလုံးခရစ်တော်ရဲ့ခန္ဓာကိုယ်ပွားလေးတွေခရစ်တော်ရဲ့အသက်ရှင်မှုမျိုးကျွန်တော်တို့ဆိုမတွေ့ရရင် ခရစ်တော်ရဲ့နာမတော်ကိုကျွန်တော်တို့ဖြတ်စီရရောက်တာဒါကြောင့်မလို့ဒီနေ့ဖတ်သွားတဲ့ဟိုကျမ်းစာကိုပြန်ပြီးတော့ကြည့်တဲ့အခါကျွန်တော်တို့ဘာတွေ့ရမလဲဆိုတော့အသင်းတော်ဆိုတော့အခုမှဘွားကလေးတို့ရေတန်းနေတို့ပေါ်လာတဲ့အသင်းတော်မဟုတ်ဘူးတဲ့နော်အသင်းတော်ဆိုတာခရစ်တော်ကအခြေပြုပြီးတော့တိစတင်ခဲ့တဲ့အသင်းတော်ဖြစ်တယ်တဲ့နော် အဖက်ဝရစာခန်းကြီးနဲ့အငယ်20ကနေကျွန်တော်ဖတ်သွားပါတယ်နော်အငယ်20မှာဗာပြောထားလဲဆိုတော့အပေသူနီဟုမူကားတမန်တော်မှဆ ảy ပရောဖက်များဒီဟုသောတိုက်မြစ်အပေါ်၌သင်တို့သည်ထပ်ဆင့်၍တိဆောက်လက်ရှိကြ၏ကျွန်တော်တို့ရဲ့ construction မပြီးသေးဘူး it is under construction ကျွန်တော်တိဆောက်နေတုန်းဖြစ်တယ်ဒီတိဆောက်မှုကအခုဘယ်ကိုရောက်နေပြီလဲဆိုတော့ကျွန်တော်လက်ထဲရောက်ကျွန်တော်ကဆက်ပြီးတော့တိဆောက်ရထိုတိုက်တော့အမြင့်ကြောက်ကယေရှုခရစ်ဖြစ်တည်း ယေရှုခရစ်ဒီဟူသောအုတ်မြစ်ကျွန်တော်အခုအုတ်မြစ်မကောင်းရင်ဘယ်အဆောက်အဦမှမခံနိုင်ဘူးအုတ်မြစ်အမှန်ခိုင်မာစွာရှိတဲ့ဘယ်အဆောက်အဦမဆိုဘာပဲလေးပဲတိုက်တိုက်ရေပဲတိုက်တိုက်ဘာမှမဖြစ်ရဒီနေ့အာမွန်တိုင်းတွေပါတယ်ကျွန်တော်ကြားဘူးမှာပေါ့နော် မုန်တိုင်းတိုက်လို့အိမ်ပြိုသွားတာတို့ရေတိုက်စားလို့ပြိုသွားတာတို့အမျိုးမျိုးကြောင့်ကြတာအုတ်မြစ်မခိုင်မခိုင်ပါငလင်းလုံးလို့ပြိုကျသွားတယ်ဒါမျိုးတွေဖြစ်ဒီနေ့အသင်းတို့ဟာမြေကြီးပဲလှုပ်လှုပ်ရေပဲလာလာလေပဲတိုက်တိုက်ခိုင်ခိုင်ခန့်ခန့်နဲ့ယက်တည်နေတယ်ဘာဖြစ်လဲဆိုတော့အုတ်မြစ်ချတာတာသခင်ယေရှုတည်ခုသောကြောက်အမြစ်ဖြစ်ပါတယ် ယေခင်ရှုအပေါ်မှာတိဆောက်ထားတာဖြစ်တယ်။ဟိုးအရင်တော့တမန်တော်တွေတစ်ခိပြီးတစ်ခိသို့တိဆောက်ခဲ့။ဒီနေ့ကျွန်တော်တို့လက်ထက်မှာရောက်ကျွန်တော်ဆက်ပြီးတော့တိဆောက်ရအောင်မယ်။မပြီးသေးဘူး။ပွဲမပြီးသေးဘူး။ဒီလိုတိဆောက်မှုကတဲ့နော်။ထိုတိုက်တော်အမြင့်ကြောက်ကယေရှုခရစ်ဖြစ်သည်တဲ့။ထိုကြောက်နဲ့တိုက်လုံးသည်စစ်စပ်၍ကြီးပွားသည်ဖြစ်တဲ့။ အဲ့ဒီကနေပြီးတော့ဆက်ဆက်ပြီးတီဆောက်လာပြီးတော့တက်လာတဲ့ဒီအဆောက်ဦးဟာတဲ့သခင်ဖျားအဖို့အလုံးကတန့်ရှင်းတော့ဗိမာန်တော်ဖြစ်ဖျားခင်ကိုရတိုင်းကျိဝမဲ့နေရာဖြစ်တယ်နော်သူဗိမာန်တော်၌လဲဖျားခင်သည်ဝိညာဉ်တော်အဖြစ်ကျိဝတ်တော်မူခြင်းအလုံးကသင်တို့သည်တဲ့ငါတို့နဲ့အတူတိဆောက်ရရှိကြ၏ ျွန်တော်တိဆောက်ခြင်းလည်းမှာသခင်ရှုကိုယ်တိုင်ကြွဆင်းလာမယ်ကျွန်တော်တို့အားပေးမယ်အားရော့တဲ့အချိန်မှာအားပေးမယ်ဝမ်းနေတဲ့ခါမှာနှစ်သိပ်ပေးမယ်မျက်ရည်ကျန်မျက်ရည်သုတ်ပေးမယ်အသင်းတော်မှာမျက်ရည်ကျတဲ့အခါရှိမယ်ဝမ်းနေတဲ့ခါရှိမယ်တယောက်နဲ့တယောက်စကားမပြောချင်တဲ့ခါရှိမယ်ပြန်ပြောဖို့အတွက်သခင်ရှုကသွန်သင်အားပေးဦးမယ်နော် အသင်းတော်မှာသခင်ယေရှုရဲ့ချစ်ခြင်းမေတ္တာသခင်ယေရှုရဲ့မေတ္တာဟာလွှမ်းခြုံပြီးတော့မှရုပ်လုံးကအသင်းတော်ရဲ့ရုပ်လုံးကကြည့်လိုက်တာနဲ့ဟာဒါသခင်ယေရှုပါလားဆိုတော့လူတွေမှတ်ချက်ချပြီးတော့ဘုန်းတော်ထင်ရှားစေတဲ့အသင်းတော်ဖြစ်ရအောင်ဒီနေ့ကြိုးစားကြပါစို့လို့အားပေးကြပါလေကျေးဇူးတင်ပါတယ်နယူးယောက်မြို့မှာရှိတဲ့ ကိုရတခင်ရဲ့မြန်မာနိုင်ငံနှစ်ချင်းအတင်းတော်ဤတမိုင်းမှတ်တိုင်းအနှစ်30ပြီပလဲရတုကျေးဇူးတော်ချီးမွမ်းခြင်းဤဖွင့်ပွဲအစီအစဉ်၌ပါဝင်ကြကုန်သောတာသမီအယောက်တိုင်းအပေါ်၌သုံးပါးတစုတည်းဖြစ်တော်မူသောဖျားတခင်ဤမကုံမဆုံနိုင်သောချစ်ချင်းမေတ္တာတာရတခင်ခရစ်တော်ဤကျေးဇူးကယုဏတော်နှင့် တန်ရှင်တော်ဤမိတ္တာယတန်ရှင်တော်ဝိငင်တော်ဤမိတ္တာယဖွဲ့ခြင်းသည်ယနေ့မဆ၍ကာလအစဉ်အဆက်တယောက်စီတယောက်စီအပေါ်၌ယာတက်ပန်ငင်တက်ချင်းနဲ့အတူတီစီတီနီလီတရီအာမင်